မိုးကြီးမြင့်တတိပေးချက်2025ခုနှစ်မေလ16ရက်ယနေ့မြန်မာစံတော်ချိန်နဲ့ည6နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့်လေပြင်းအားနှင့်ရဝန်း၏အရှိန်ကြောင့်လွှင့်စင်လာသည့်အားကောင်းသောအပူပြန်တက်တိမ်တိုက်များကြောင့်၎င်းအရှိတ်မှဝင်ရောက်လာနိုင်သည့်လေပြေလိုင်းများကြောင့်၎င်းအနောက်တောင်မုတ်တုံလေးဆက်လက်ဝင်ရောက်လာမှုကြောင့်၎င်း ယနေ့မှစ၍မေလ25ရက်နေ့အတွင်းမကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအေရဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာစိတ်စိတ်ကြံတပြီလုံးတွင် နေရာအနှံ့ပြားမေလ26ရက်နေ့မှဇွန်လ1ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာစိတ်စိတ် ကြံတပြီလုံးတွင် နေရအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရကွက်ယူမိုးကြီးခြင်းဒေတာအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်း မိုးချိုးပစ်ခြင်းမိုးတီးကြွေခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည့်တနအီလျင်မိုင်40မိုင်မှ45မိုင်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍ယနေ့မှစ၍ဇွန်လ၁ရက်နေ့အတွင်း မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်း၊မြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများ၊တစ်ပင်တစ်ကိုင်းများ၊ဖိုင်ဘာလိုင်းနှင့်အေးစစ်တအားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကံယိုရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနီးနှင့်မြေနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့် လေပြင်းအနေနဲ့ရရတပြက်ရေကြီးရေရှမ်းမှုအနေရို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးငွေမြူတောင်သူများအပါအဝင် ပြည်ရင်းလေကြောင်းပြန်တန်းရေးပြည်ရင်းရေကြောင်းသွာလာရေးမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိ ကန်နီကန်ဝေငါဖက်ရေရင်များဆက်လေများတင်းမောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးစော်တင်ပြအပ်ပါသည်